ရေရီယခမရကိုတကယ်ချစ်တာဟုတ်ကဲ့ဘူးသူခမရကိုဘယ်လောက်တောင်ချစ်လဲဆိုရင်သူ့ကိုတကယ်ချစ်နေတယ်ကျွန်တော်တောင်ခမရကိုပိုချစ်သေးတာဥက္ကံကိုဖြည့်ခတ်နေမှာဆိုလို့ဥက္ကံကိုသာကျွန်တော်ကပဲဖြည့်ကြပေးချင်ပါ အခု online ပေါ်မှာပြန်နေနေတဲ့ main ကလေးရဲ့နာမည်ကတော့ရတီဖူးမြတ်ပါအဲ့ဒီတပ်ပေါ်ကဘယ်ရဘယ်လိုပြန်နေသွားလဲဆိုတာမသိပြန်ဘူးရတီနဲ့ဥခန့်ကိုနေကအားလုံးထင်နေကြတယ်လို့ဘာညီဆွန်းထားမှုမှမရှိပါဘူးဒါမှမိတ်ဆွေဆက်ဆံရေးပါပဲစီးပွားရေးတူလုပ်ငန်းတူချင်းချင်းတွေ့ဆုံတဲ့တွေ့ဆုံမှုတစ်ခုလို့အားလုံးရဲ့အမြင်ကိုကျွန်တော်အနေနဲ့ပြောင်းလဲစေချင်ပါတယ်ကျွန်တော်နာမည်ကတော့ငင်းချမ်းတော်ပါ ကျွန်တော်ဒီနေ့ဒီနေရာမှာဒီစကားတွေပြောရတဲ့အဓိကအကြောင်းအရာတော့အခုဥက္ကံကိုနဲ့ကောလာဟလာထွက်နေတယ်ယရီကကျွန်တော်ရဲ့ချစ်သူကအဲ့ဒီတော့ယရီနဲ့ပတ်သက်ပြီးကျွန်တော်မှကာခွေပိုင်ဝင်ရှိလို့အခုလိုဝင်ရောက်ပြောရခြင်းဖြစ်ပါတယ်ယရီနဲ့ကျွန်တော်ကလည်းလက်ကြခင်မှာလက်ထပ်တော့မှာပါကျွန်တော်ရဲ့ချစ်သူကြောင့်ဥက္ကံကိုလိုမိသားစုကိုမထိခိုက်စေချင်လို့အခုထွက်နေတဲ့ကောလာဟလာတွေကြောင့် ကျွန်တော်ရဲ့ချစ်သူကိုအခက်အခဲမဖြစ်စေချင်ဘူးဒီဖြစ်ချင်းချက်တွေနဲ့ပတ်သက်ပြီးမရှင်းတာတွေရှိလို့ရှင်မီဒီယာများအနေနဲ့ကျွန်တော်အချိန်ကြီးဆက်သွယ်မေးမြန်းနိုင်ပါတယ်ယာဒီနဲ့ဘာမှပတ်သက်မှုမရှိတဲ့ဥက္ကဋ္ဌကိုလည်းထပ်ပြီးအထင်မလွဲဖို့ကျွန်တော်အနေနဲ့ဒီနေရာနေပြီးတော့မြစ်တာရိုက်ခံပါတယ်အားလုံးကျေးဇူးတင်ပါတယ် င်းဘလို့စိတ်ကူးမျိုးနဲ့အခုလိုဖြစ်ရှင်းလိုက်လဲဆိုတော့ငါတကယ်မတွေးတတ်တော့ဒါမဲ့ငါရဲ့ခက်ခဲကိုမင်းဝင်ဖြစ်ရှင်းပေးတာတော့မမင်းကျေးဇူးတင်တယ်ခင်ဗျားကိုစေနာရှိလုံးလုံးဝင်ကူညီလိုက်တာမဟုတ်ခင်ရရီရဲ့ဂုံသိခါနဲ့ကျွန်တော်ရဲ့အတ္တကြောင့်အခုလိုဝင်ပြီးတော့ဖြစ်ရှင်းလိုက်တာမင်းပြောတာလည်းငါဘာတစ်ခုမှနားမလည်ဘူးမင်းကြီး ရရခင်မောတကယ်ချစ်တာပါဟုတ်ကဲ့သူခင်မောဘယ်တော့တောင်ချစ်လဲဆိုသူ့ကိုတကယ်ချစ်နေတယ်ကျွန်တော်တော့ခင်မောကိုပိုချစ်သေးတယ်သူခင်မောကိုအဲ့လိုချစ်ခဲ့လို့ပဲခင်မောအခုကြုံတွေ့နေရတဲ့အမားရဲ့ဇက်တိုက်ဖြစ်လာရရအမားရဲ့ဖွင့်လို့ပြလိုက်ချရီဘူးမြောက်ကိုတော့မင်းအခုပြောနေတယ်လို့မျိုးငါတစ်ခါမှမတွေ့ထားခဲ့ဘူး။ဟာ ဲ့တော့ခင်ဗျာကျွန်တော်ထင်မြတ်သွားပြီခင်ဗျာတို့ဒီထက်ပိုအံ့ဩသွားအောင်ပြောရမယ်ဆိုကျွန်တော်အခုလိုမီဒီယာတွေရှေ့မှာထွက်ပြီးဖြစ်ရှင်းဖို့အတွက်အကြံပေးရတာတော့ဆောင်ရချင်ခင်ဗျာချစ်လာတော့ဇနီးပေါ့အဲ့ဒီမင်းကိုခေါ်တွေ့ရတဲ့အဓိကအကြောင်းကဇနီးဖုန်းနဲ့ပတ်သက်ပြီးတော့မင်းနဲ့ဆွေးနွေးချင်တယ်ဟုတ်ကဲ့ပါ အဲ့ဒီဘက်ကဘာဖြစ်နေတာလဲဆိုတော့ကျွန်တော်ပုံမှန်လေးလာပြောကျွန်တော်ဘက်ကလည်းယရီနဲ့ပတ်သက်ပြီးအကုန်တာဝန်ယူဖြေရှင်းပေးဖို့အစဉ်သင့်ပါအဓိကအကြောင်းရင်းကယရီဖူးမြတ်ကလူပြူလူလွတ်တယောက်ကိုစိတ်ဝင်စားလို့ရရတာနဲ့အနည်းယောက်ျားနဲ့လာပြီးပတ်သက်တာသူတို့ရဲ့ပတ်သက်မှုကအနည်းတို့ရဲ့မိသားစုဂုံတိတ်ခါကိုထိခိုက်နိုင်မှန်းသိလို့ တို့ဘယ်ချိန်ကျရင်နောက်ဆုတ်သွားမလဲဆိုပြီးနေဆောင်ကြည့်နေတာအခုတို့ကနောက်မဆုတ်တဲ့အပြင်တို့နှစ်ယောက်ကအန်ဒီနှုတ်ကပြောမထွက်နိုင်လောက်တဲ့အခြေအနေထိကိုလွန်ကျူးခဲ့ကြအဲ့ဒါကြောင့်မလို့အန်ဒီအန်ဒီအမျိုးသားနဲ့ကွာရှင်းမှုအတွက်ဆုံးဖြတ်လိုက် အမှန်တိုင်းပြောရမယ်ဆိုရင်ဒီနေ့မှာရှိနေတဲ့အခက်အခဲတွေကအဲ့ဒီယောက်ျားနဲ့မဆိုင်ပါဘူးကျွန်တော်လည်းပတ်သက်ခဲ့ပါအဲ့တော့ကျွန်တော်ယရီကိုအဆုံးရှုံးမခံဘူးတစ်ဖက်မှာလည်းကျွန်တော်မိဘတွေကတဘုံတူဘူးဆိုတော့အန်ဒီလည်းတည်ပါအခုမင်းကြုံနေရတဲ့ပြဿနာတွေကို အနီးကပြည်လျောင်ဖြည့်ရှင်းပေးမယ်ဆိုရင်နေအန်ဒီပြောတဲ့အတိုင်းလုပ်ဖို့တော့တတိရှိပါလားကျွန်တော်ယရီကိုမဆုံးရှုံးရအောင်ဆိုရင်ကျွန်တော်ဘာပဲလုပ်ရလို့လုပ်ရဲပါမယ်အန်ဒီဘက်ကလည်းကျွန်တော်ဘာလုပ်ရမလဲဆိုတော့ပြောပါခုမင်းလုပ်ပေးရမှာတခုပဲရှိအွန်လိုင်းနေမှာပြန့်နေတဲ့သတင်းတွေနဲ့ပတ်သက်ပြီးအန်ဒီပြောတဲ့အတိုင်း မင်းဝင်ရှင်းပေးရဒေါ်ဆောင်ရဲ့ကြီးပြောတဲ့အတိုင်းပဲကျွန်တော်မီဒီယာတွေရှိမှဝန်ခံလိုက်တာဒီကြံကြံတွေအကုန်လုံးကလည်းဒေါ်ဆောင်ရဲ့ကြီးပဲပြထားအောင်ကကျွေးငါအတွက်အဲ့လောက်ထိလုပ်ပေးလိမ့်မယ်လို့မတော်ခင်မထင်တော့ဘူးကွာ အခုတော့ခင်ဗျားသိရပြီတကယ်တော့ကျွန်တော်ရရီကိုရမ်းချစ်တယ်လို့တော်ဆောင်ရွက်ကြရလဲခင်ဗျားကိုချစ်တာပါပဲတော်ဆောင်ရွက်ကြရခင်ဗျားကိုကျွန်တော်ကိုကဲ့တင်လိုက်တာဗျဘာကူတည်ပါပဲဘာခင်ဗျားသိရပြီဆို အမေရရီနဲ့ခဝေးမှာနေပြပါလို့ကျွန်တော်တောင်းဆိုပြစီနော်မကြခင်မှာလဲကျွန်တော်ရရီကိုလက်ထပ်တော့အခုအချိန်နေ အားလုံးကိုလည်းရရီလည်းသိပြီးတော့ဘုရားကျွန်တော်ခွင့်ယူ မရှိတဲ့ဆန်ခဲလေးတွေပျော်ကြသွားလိမ့်မယ်အညိုဟမ်တမီးဆက်ဆိုလေးဒီမှာနားထောင်လို့ကောင်းနေရအောင်ဟာတော့မေးသွားပြီမမီးရဲ့ဟာမမီးတမီးကလောက်ပြီကွာတမီးကတခြင်းမဆိုရကြပြီလေ ပြီးတော့အစင်းဆိုတာမကြိုက်တယ်မမရှိမှဆူပြတော့တချင်းစာသာမေ့သွားတာပေါ့မမေကအရင်တော့မကြိုက်ဘူးဆိုတာငါသမီးလေးပညာရေးတိကျိုက်မှဆူလို့ပါအခုကတော့မမေကသမီးတချင်းဆိုတာကိုကြိုက်တယ်သမီးလေးတချင်းပါမလို့နော်ကောအားလုံးအဆင်ပြေခဲ့လား င်ပြပါတယ်ကျေအားလုံးရဲ့တန်တရားကိုတော့ရှင်းလိုက်နိုင်ပါပြီရင်းရံသွားလဲဝင်ရှင်းပြီးတော့ပြဿနာတော်တော်များများပြီးသွားပါကျေလည်းအဲ့စကားပဲကြားချင်တာပါဂျေဇုအများကြီးတင်ပါတယ်ကျေဒီနေ့ကစပြီးကျေအပေါ်မှာတမီလေးအပေါ်မှာဖခင်ကောင်တယောက်ဖြစ်အောင်အိမ်တော်ဦးစီးကောင်တယောက်ဖြစ်အောင် နေသွားပါတော့မယ်ကျွေးနော်ကျွန်တော်ရဲ့ချစ်သူကြောင့်ဥခန့်ကိုလိုမိသားစုကိုမထိခိုက်စေချင်လို့အခုထွက်နေတဲ့ကောလာဟာလာတွေကြောင့်ကျွန်တော်ရဲ့ချစ်သူကိုခက်ခဲမဖြစ်စေချင်ဘူးဒီဖြစ်ရှင်းချက်တွေနဲ့ပတ်သက်ပြီးရှင်းတာတွေရှိလို့ရှင်မီဒီယာများအနေနဲ့ကျွန်တော်အချိန်ပြည့်ဆက်သွယ်ပေးနိုင်ပါ ယတီနဲ့ဘာမှပတ်သက်မှုမရှိတဲ့ဥက္ကဋ္ဌကိုလည်းထပ်ပြီးအထင်မလွဲဖို့ကျွန်တော်နဲ့ဒီနေရာနေပြီးတော့ပြစ်တာရတာပါပဲအားလုံးကျေးဇူးတင်ပါတယ်ရစကြလေငါရှုပ်ပြီးပါလေငါရှုပ်ပြီးတာပြီးသားပါ